ဒီမြေလေးမှာတော့ကောင်းကတငယ်ချင်းနဲ့တို့လောကဥယျာဉ်ကိုသွားခဲ့တဲ့အမှတ်တရလေးကိုဝင်မြပေးသွားမှာဖြစ်ပါတယ်။လောကအမျိုးသားဥယျာဉ်ကတော့ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ထောက်ချံမြို့အနီးမှာတည်ရှိရပဲဖြစ်ပါတယ်။အထက်ဝင်ဖို့လက်မအရှင်ဝယ်ရတယ်လို့တလေးဆန်လေးတွေကျွေးဖို့အတွက်အစာလေးတွေဝယ်သွားလို့ရပါတယ်။ လောကဥယျာဉ်ဆိုရင်ဧရိယာ1940ဧကအကျယ်ဝန်းရှိတဲ့တဘာဝဥယျာဉ်တစ်ခုပဲဖြစ်ပါတယ်။လောကဥယျာဉ်တွေကိုဘက်ကီစီးပြီးဝင်လို့ရတဲ့အပိုင်းနဲ့ခြေချင်းလည်ပတ်နိုင်တဲ့အပိုင်းဆိုပြီးနှစ်ချံခွဲထားပါတယ်။ဘက်ကီမထွက်သေးလို့ lollipop လေးဆိုရင်နည်းနည်းတော့ဆောင်းခဲ့ရပါတယ်။အခုတော့လောကဥယျာဉ်နဲ့သွားတော့မှာဖြစ်ပါတယ်။လောကဥယျာဉ်ထဲမှာတော့တဘာဝအတိုင်းပေါက်ရောက်နေတဲ့အပင်တွေ

စိမ့်လန်းဆိုပြနေတဲ့တစ်ပင်အရေးတွေကြောင့်မကောင်းရံပြောနေခဲ့ပါတယ်လောကဥယင်ရဲ့အတွင်းဘက်အပိုင်းမှာတော့တက်လုံးအိမ်လေးတွေတည်ရှိနေပါတယ်တော့အုတ်ထဲမှာအခုလိုနွယ်ပင်အကြီးကြီးကိုတွေ့ခဲ့ပါသေးတယ်။ trekking လုပ်ချင်တဲ့သူတွေအတွက်လည်းနေရာကောင်းတစ်ခုဖြစ်ပါတယ်။ကျိန်လမ်းမှုပစ္စည်းတွေနဲ့ဓာတ်ပုံရိုက်လို့လှတဲ့နေရာကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။တော်ထဲမှာရှောက်သွားရင်းနဲ့ပဲကံပတ်လန်းကိုရောက်ရှိခဲ့ပါပြီ။ ိတ်ကူးရင်ဆန်ပြီးအရန်လာတဲ့နေရာလေးကိုကောင်းတဲ့အတူသွားကြည့်ကြအောင်ပါစိတ်လန်းစုပ်ပြင်းနေတဲ့အပင်လေးတွေကြားကအေးစိတ်တည်ငြိမ်နေတဲ့ကံရည်ပြင်းအလားကိုငေးကြည့်နေချိန်မှာနူးညံ့တဲ့လေပြင်းလေးကဒိုးဝေးလာခဲ့ပါတယ်ကံရည်ပင်ကြီးရဲ့အလာတရားနဲ့ကြာပင်လေးတွေရဲ့အလာကိုတရားမဝတဆင့်ခန်းစားကြည့်ရှုနိုင်ပါတယ်။ ဒီတံတားလေးကတော့ဓာတ်ပုံရိုက်ဖို့အရင်လာတဲ့ photo spot လေးတနေရာပဲဖြစ်ပါတယ်တဘာဝအလားတရားတွေနဲ့ပြည့်နေနေတာမလို့ရှိုင်းလိုက်တဲ့ပုံလေးတွေကပုံလှလှလေးတွေထွက်လာချိန်မှာပါ ဒီကံပယ်လန်းတက်ခွိုင်းမှာတော့နားနေစရာနေရာလေးတွေအများကြီးရှိရမလို့အင်းအင်းဆေးဆေးအားယူလို့ရပါတယ်စင်လေးမုံမုံနဲ့တော့မစုံခဲ့ရပါဘူးတဘာဝကိုချစ်မြတ်နိုးတဲ့သူတွေနဲ့အေးစိတ်တည်ငြိမ်မှုကိုနှိမ့်သက်သူတွေအတွက်ဒီနေရာလေးကိုလာရောက်လည်ပတ်သင်ပါတယ် တဘာဝနဲ့ထိတွေ့ရတာကပြောဖို့ကောင်းတယ်လို့တခါတည်းရင်တောနဲ့တည်းလျှောက်သွားနေရတာကကြောက်ဖို့ကောင်းပါတယ်။လမ်းတစ်ချောင်းမှာတော့မြောက်ကလေးတွေကို အများဆုံးတွေ့ရမှာပါ။မြောက်ကလေးတွေနဲ့သူကြောက်ကိုကြောက်ပါပဲ။သူတို့လူတွေကိုတော့ရံမပြူပါဘူး။ yuk yep. Hina, mm. hina Yuk yep. Hina Hina, yep. Dua Hina Hina Yuk yep. သူတို့ချင်းချင်းတရင်ပေးပြီးတော့အုပ်စုလိုက်ကြီးကိုရောက်ချလာတော့ပါပဲဒီတော့နဲ့ကြီးထဲမှာမြောက်ကလေးတွေရဲ့ပောက်ဖွားမှုနှုန်းကမြင့်တက်နေပြီးတော့မြောက်ကလေးတွေကအစာရေစာလုံလောက်မှုကိုထိခြားမရရှိပါဘူးညာကလေးရာချစ်စရာလည်းကောင်းသလိုတနာဖို့လည်းကောင်းပါတယ် နောက်ထပ်သွားလည်မယ့်သူတွေအနေနဲ့လည်းမြောက်ကလေးတွေအတွက်အစာယူသွားဖို့တောင်းဆိုချင်ပါတယ်။မြောက်ဖေဖေကြီးကမြောက်မေမေကိုတန်းရှာပေးနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။လမ်းကြိုက်လျှောက်ပြီးတဲ့အခါမှာတော့လော်ကားဝင်းရဲကစားတောက်ဆိုင်မှာခဏတာအနားယူစားတောက်ခဲ့ကြပါတယ်။ အပြင်မှာတက်ဈေးလေးနည်းနည်းတော့များပေမဲ့ပေးရတဲ့ဈေးနဲ့တန်းအောင်အရသာတော့ကောင်းပါတယ်။စားပြီးတောက်ပြီးအားပြည့်ပြီးတဲ့အခါမှာတော့ရေတံခွန်စီစက်သွားခဲ့ကြပါတယ်။ဒီရေတံခွန်နေရာလေးကခီးသွွားဧည့်သည်တွေရဲ့ဆွဲဆောင်မှုနေရာတစ်ခုပဲဖြစ်ပါတယ်။ overlooking view လေးရတော့အရန်ကိုအေးချမ်းလာပါပါတယ်။ ရေတကုံကရေချနေခြင်းဖြစ်တဲ့အတွက်ကြောင့်ရေတော့အများကြီးမကြပါဘူး။ တဘာဝအလှတရားနဲ့အတူတပ်ပုံရိုက်ဖို့လှတဲ့နေရာတနေရာပဲဖြစ်ပါတယ်ဒီရေပေါ်ကျောနေရာလေးရလဲတာယာလှပါပြီးတော့တပ်ပုံရိုက်ဖို့ရမ်းလာပါတယ်ဒီခြေပေါ်ကျွန်းလေးဟာကောင်းနှစ်သက်သောနေရာတွေထဲမှာတစ်ခုပါဝင်ပါပဲ လောကသဘာဝဥယျင်ကိုသွားလည်တော့မယ်ဆိုရင်တော့လေဖက်တဲ့သူများပြားတဲ့ပိတ်ရက်လေးတွေမှာသွားလည်ဖို့အတွက်အကြံပြုချင်ပါတယ်လေပတဲ့သူတွေနေပါတဲ့အချိန်မှာတော့ခြောက်ခြားဖို့ကောင်းပြီးတော့အန္တရာယ်လည်းအနှဲငယ်ရှိနိုင်ပါတယ်။ Baggy Service ကလည်းနိုင်ရီအတော်ကြာအောင်အမြဲမရှိနိုင်တာကြောင့်တနင်္လာကြတစ်ခါလောက်လှည့်ပေးမယ်ဆိုရင် တော်တော်အဆင်ပြေမယ်လို့ကောင်းအကြံပြုချင်ပါတယ်။ Thanks for watching and your guys' support is greatly appreciated. Bye bye.